ဟယ်လိုအားလုံးပဲမင်္ဂလာပါ MRTDC ရန်ကုန်ကွန်ပျူတာသတင်းကျမနဲ့ကြိုဆိုလိုက်ပါတယ်ညီမညီမတို့ရဲ့ MRTDC channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ရဖို့တောင်းဆိုချင်ပါတယ်ညီမကတော့အထင်ဝင်သည့်ဖြစ်ပါတယ်ညီမဒီနေ့ရှင်းပြပေးမယ့်တင်ခစားကတော့ Adobe Photoshop နဲ့ပတ်သက်ဝဲမဆာတင်ခစားလေးပဲဖြစ်ပါတယ်ဒီမှာ desktop ပေါ်မှာ Photoshop software လေးရှိပါတယ်ဒီ desktop မှာရှိတဲ့ Photoshop software ကိုဖွင့်ရှင်တယ်ဆိုရင်တော့ တပက်ကလေး national ပဲဖွင့်လို့ရပါတယ်။ဒါမှမဟုတ်အကလီထာ open ကိုနှစ်ဝေးလေးဖွင့်လို့ရပါတယ်။ဒါမှမဟုတ်ဒီမှာ test box မှာရှိတဲ့ဒီ software လေးကိုဖွင့်ရှင်တယ်ဆိုရင်တော့ကလီတရှင်နဲ့ပဲဖွင့်လို့ရပါတယ်။ desktop မှာရှိတဲ့ဒီ project software ကိုဖွင့်ရှင်တယ်ဆိုရင်ဒါပက်ကလေး national ပဲဖွင့်ရပါမယ်။ test box မှာရှိတဲ့ဒီ project software ကိုဖွင့်ရှင်တယ်ဆိုရင်တော့ကလီတရှင်နဲ့ပဲဖွင့်ဖွင့်လို့ရပါတယ်။

ဒီပန်လေးတွေကိုပြင်သုံးရှင်တယ်ဆိုရင်တော့ကလေးတစ်ချင်တည်းပဲပြင်သုံးလို့ရပါတယ်။ Okay ပဲဒီပန်လေးတွေကိုမလို့ရှင်ဘူးဒီဆက်ပန်လေးတွေကိုအကုန်ဖြည့်ရှင်တယ်ဆိုရင်တော့ဒီမှာဖန်ထဲမှာ open ဤဆက်စုပြီးရှိပါတယ် open ဤဆက်မှာဒီမှာဖန်ပေါင်း20ရှိပါတယ်ဒီဖန်20လုံးအကုန်လုံးကိုဖြည့်ရှင်တယ်ဆိုရင်ဒီမှာ clear yourself fan list ကိုတစ်ချက်ညက်လိုက်ပါဒါဆိုရင်တော့ဒီဖန်လေးအကုန်လုံးပြတ်သွားမှာဖြစ်ပါတယ်ဒါပြီးမဲ့ဒီနောက်မှာနောက်ထပ် ထက်သုံးတယ်ဆိုရင်ဒီဆက်ဖိုင်ရဲ့နောက်ထပ်ထည့်ရလာမှာဖြစ်ပါတယ်အကယ်၍နောက်ထပ်ဒီ polisher software ကိုသုံးရင်လည်းဒီလိုဆက်ဖိုင်ရဲ့လိုမရရှိဘူးဆိုရင်ဒီလိုဆက်ဖိုင်ရဲ့ကိုမထားရှိဘူးဆိုရင်တော့ဒီမှာ edit ထဲမှာ edit ထဲမှာဒီမှာ preference ဆိုရှိပါတယ်ဒီ preference ကိုတစ်ချက်နေပါမယ်ပြီးရင် preference မှာဒီမှာ fan heading ဆိုရှိပါတယ်ဖန်ဟဲဒီကိုလည်းရှင်းနေပါမယ်ဖန်ဟဲဒီမှာ ီမှာ user fan list content ဆိုပြီးဒီမှာဖန်ပေါင်း20ရှိပါတယ်ဒီမှာ user fan 20ရှိတာကြောင့်ဒီနေ့မှာ20ဆိုပြီးပွင့်တာဖြစ်ပါတယ်ဒီနေ့မှာဒီ portfolio software ကိုသုံးတဲ့အခါဒီလို user fan ရဲ့တကောနောက်ထပ်ထပ်မထားရှိဘူးဆိုရင်ဒီ20ဆိုတဲ့နေရာမှာ0လို့ရိုက်ချလိုက်ပါဒါဆိုရင်တော့ဒီနေ့မှာနောက်ထပ် portfolio software ကိုထည့်သွင်းရင်လည်းဒီလို user fan ရဲ့ရှိနေမှာမဟုတ်ပါဘူးတကယ်ပဲထားထားရှင်တယ်ဆိုရင်နောက်မှာ နစင်မမဟုတ်ပါဘူးဆေပန်ထားရှင်နေဆိုရင်လည်းဆေပန်ထားပေးလို့ရပါတယ်နန်းနံပါတ်20ပဲထားလိုက်ပါမယ်ပြီးရင် okay ကိုညှိလိုက်ပါမယ်ဒါဆန်းစားဒါဆိုရင်တော့ဒီနားထဲမှာပိုလိုရှားဆော့ဖ်ဝဲကိုထည့်သွင်းတဲ့အခါဒီလိုရီဆက်ဖိုင်ရဲ့ကျင်နေမှာဖြစ်ပါတယ်ဒီရှိနေတဲ့ရီဆက်ဖိုင်ရဲ့ကိုဖြစ်ရှင်နေဆိုရင်မာဖိုင်တဲ့မှာ open ရီဆက်လေးရှင်းနေပါမယ်ပြီးရင် clear ရီဆက်ဖိုင် list ကိုရှင်းညှိလိုက်ပါဒါဆိုရင်ဒီမှာရှိနေတဲ့ရီဆက်ဖိုင်အကုန်လုံးပြသမှာဖြစ်ပါတယ် ဒါပေမဲ့နောက်ထပ်ထည့်သွင်းတဲ့အခါဒီလိုရေဆက်ဖိုင်တဲ့ထည့်ရလာမှာဖြစ်ပါတယ်ထည့်သွင်းတဲ့အခါဒီလိုရေဆက်ဖိုင်တဲ့မရရှိဘူးဆိုရင်အဲ့ဒီထဲမှာရှိတဲ့ဒီမှာ prefix ဆိုပြီးရှိပါတယ် prefix မှာ fan heading ကိုရှင်းပြလိုက်ပါ fan heading မှာဒီမှာ user fan list counting မှာ0ဆိုပြီးထည့်လိုက်ပါဒါဆိုရင်နောက်ထပ်ထည့်သွင်းတဲ့အခါလည်းဒီလိုရေဆက်ဖိုင်တဲ့ရှိနေမှာမဟုတ်ပါဘူးကဲပဲရှိရှင်တယ်ဆိုရင်ဒီမှာရှိနေတဲ့ အရင်တက်ကောဒီမှာရေးပေးရပါမယ်ဒီမှာ fantasy ထားရှင်နေဆိုရင်20ရေးပေးလို့ရပါတယ်အကယ်ပဲ20မထားရှင်ဘူးဆိုရင်လည်းဒီမှာထားလို့တဲ့အရင်တက်လေးကိုရေးပေးလို့ရပါတယ်နည်းနည်းမှာ20ပဲထားလိုက်ပါမယ်ဒါပေမဲ့ဒီလို policy ဖန်ရတော့ပွင့်လာပါပြီဒါပေမဲ့ဘာမှလုပ်လို့မရသေးပါဘူးနောက်နေ့မှာ key new ကိုလည်းချက်နေပါမယ် KNU ကနေဆာရွက်တရားကြီးလဲပါမယ်ဒီမှာပင်းကိုလည်းချက်နေပါမယ်ပင်းဒီမှာဒီမှာဆာရွက်ဆိုင်တွေအမျိုးမျိုးရှိပါတယ်မိမိနဲ့တက်တက်ဆာရွက်ဆိုင်တွေကိုယူပေးလိုက်ရပါတယ် ဲ့ဒါမှ A4 size ပြေးလိုက်ပါမယ်ပြီးရင်မှာ millimeter မှာ inches ပြောင်းလိုက်ပါမယ်ပြင်းမှာ wide net height ပြီးကြည့်ပါတယ် wide ကတော့8.2 size 8 wide ရှိပါတယ် height ကတော့ဒီမှာ11.9 size 9တေးရှိပါတယ်ပြင်းမှာ orientation မှာတော့2မျိုးရှိပါတယ် orientation မှာတော့ port and lens space ပြီးရှိပါတယ်ဒီမှာစာတော့မပေါ်ပါဘူးဒီမှာဒီတော့ downlight ဒီပုံစံကတော့ ပို့ထည့်ရပုံစံဖြစ်ပါတယ်ဒီပုံစံလေးကြတော့ let's play ပုံစံဖြစ်ပါတယ် let's play ကတော့ alert ဖြစ်ပါတယ်ဒါနဲ့မှ download ထားလိုက်ပါမယ်ပြီးဒီမှာ solution ဆိုပြီးရှိပါတယ် solution မှာတော့300ထားရပါမယ်ပြီးဒီမှာ color မဟုတ်ပါတော့ RGB color ကိုရေးပြရမှာဖြစ်ပါတယ် RGB color ကိုရေးပြလိုက်ပါမယ်ပြီးရင် key ကိုညှိလိုက်ပါဒါဆိုရင်ဒီမှာ Apple Sapphire တရားရလာပါပြီ ီမှာအပေါ်မှာရှိတဲ့ဒီဘောင်ကျန်တဲ့ဝေါ်ကြတော့မီနီယူဘလို့ခေါ်ပါတယ်ဒီမှာဒီတောင်းထဲမှာတော့မိမိသုံးနေတဲ့ software logo လေးဖြစ်ပါတယ်ဒီမှာ Photoshop software ကိုသုံးနေတာဖြစ်ပေမဲ့ဒီမှာ Photoshop logo software လေးပုံနေပါတယ်ဒီမှာဒီဘာဘင်းထဲမှာတော့ဒီမှာ minimal ဆိုပြီးရှိပါတယ် minimal ကိုတစ်ချက်နဲ့ကြည့်လိုက်ပါမယ်ဒါဆိုဒီမှာ project server လေးပြတ်တော့တော့ မြန်မာဖြစ်ပါတယ်ဒါပေမဲ့ဒီ software ကပိတ်သွားတာမဟုတ်ပါဘူးဒီမှာ test ဘက်ပေါ်မှာရောင်းရင်တော့မြန်မာဖြစ်ပါတယ်ပြန်ဖွင့်ရှင်တယ်ဆိုရင်ကလေးတစ်ချက်ညှက်လိုက်ပါဒါဆိုဒီမှာ node တက်ပြန်ရောက်လာပါပြီပြီးရင်ဒီမှာ restore ဆိုပြီးရှိပါတယ် restore ကတော့ရှင်းထွက်တာဖြစ်ပါတယ် restore ကိုတစ်ချက်ညှက်လိုက်ပါအဲ့ဒီမှာ software တော့ကျွန်းတော့ကိုမြန်မာဖြစ်ပါတယ်အကယ်၍ဒီနမအရှုံးရှင်းလို့ရှိနေဆိုရင်တော့ဒီမှာ download မှာဒီ download ကနေမိမိတော့နှက်တဲ့အနေအထားကို အရှုံးရှင်းလုပ်ပေးလို့ရပါတယ်ဒါပေမဲ့ဒီမှာအပေါ်ကဆိုရင်တော့လုံးလုံးမရပါဘူးဒီ down လဲဒီ banner တွေကဆိုရင်အရှုံးရှင်းလုပ်ပေးလို့ရပါတယ်ဒါပေမဲ့ဒီ down ကလောက်တာကပေါ်အဆင်ပြေပါတယ်ဒီနားမှာမိမိထားရတဲ့အနေထားပုံစံတွေကိုထားပေးလို့ရပါတယ်အကယ်၍နှုတ်မှုဆံပဲပြန်ထားရှင်တယ်ဆိုရင်တော့ဒီမှာ gist store ဆိုတဲ့နေရာလေးမှာ measurements ပြပြောင်းရတာကိုများမှာဖြစ်ပါတယ် measurement ကိုတစ်ချက်ညှိလိုက်ပါဒါဆင်းရဲဒီမှာနှုတ်မှုဆံလေးပြင်ရလာပါပြီ အကယ်ပဲဒီ software တစ်ခုလုံးကိုပိတ်ရှင်တယ်ဆိုရင်တော့ဒီမှာ close ဆိုရှိပါတယ် close နဲ့ပိတ်ပစ်လိုက်ပါဒါဆိုရင်တော့ဒီ software တစ်ခုလုံးပိတ်တော့မှာဖြစ်ပါတယ်ဒီမှာတော့တိုးပါရတယ်ရှိပါတယ်ဒီမှာတိုးပါနေမှာဒီနေ့မှာရှိတဲ့ဒီအမြင်တဲ့ကောအချင်းချင်းနဲ့ကြည့်လိုက်ပါဒါဆိုဒီမှာ2ကိုလည်းပုံစံဝင်တဲ့တာများဖြစ်ပါတယ်အကယ်ပဲဝင်းကိုလည်းပုံစံထားရှင်နေဆိုရင်နောက်တစ်ချက်ထည့်နိုင်လိုက်ပါဒါဆိုဒီမှာတိုးပါနေမှာ ဝင်းကိုလည်းဝင်စံမြန်မာဖြစ်ပါတယ်။ကြည့်ပဲဒီတော်ပါလိုက်တော့ဖြောက်ထားရှင်တယ်ဆိုရင်တော့ဒီမှာ Windows CV ရှိပါတယ် Windows collection နေပါမယ် Windows မှာဒီမှာ Tools CV ရှိပါတယ် Tools မှာ Amazon ကိုဖြုတ်ပစ်လိုက်ပါဒါဆိုရင်ဒီမှာ Tools ဘက်ထဲနေပြောက်တော့ကောမြန်မာဖြစ်ပါတယ်အကယ်ဝဲပြင်ဖို့ရှင်တယ်ဆိုရင်တော့ Windows တော့ပြင်ဝင်ပါမယ်ပြီးဒီမှာ Tools ဘက်ထဲမှာ Amazon ပြစ်လိုက်ပါဒါဆိုရင်ဒီမှာ Tools ဘက်ထဲနေပြင်ဖို့တော့ပြင်ပေါ်လာတော့ကောမြန်မာဖြစ်ပါတယ် ဒီမှာဒီတော်ဝရနဲ့ကောဝန်ကိုလည်းပုံစံမတော်ရှိဘူး2ကိုလည်းပုံစံထားရှိနေဆိုရင်လည်းဒီအဲမြောက်တဲ့ကောအရှင်းနဲ့လိုက်ပါဒါဆက်ဒီမှာ2ကိုလည်းပုံစံညံ့မှာဖြစ်ပါတယ်ဒီမှာအပေါ်မှာဒါဒီမှာ option ဘာတိုင်းလေးရှိပါတယ်ဒီမှာတိုးတစ်ခုကိုညံ့တဲ့နဲ့သူနဲ့တက်ဆင်တဲ့သူနဲ့တက်ဆင်တဲ့ဒီမှာ option ဘာတိုင်းလေးပွင့်လာများမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဝင်းကိုလည်းပုံစံညံ့ ထပ်လိုက်ပါမယ်ဒီမှာ motor ဆိုပြီးရှိပါတယ် motor ကိုတစ်ချက်နှဲလိုက်တာနဲ့ဒီမှာသူနဲ့တက်ဆင်တဲ့ operation button နဲ့ကြာရတော့ကိုများမှာဖြစ်ပါတယ်နောက်နမှာဒီ operation button တော့မဖော်ရှင်ဘူးဖြောက်ထားရှင်တယ်ဆိုရင်တော့ဒီမှာ window ဆိုပြီးရှိပါတယ် window ကိုတစ်ချက်နှိပ်ပါမယ်ပြီးရင် operation မှာ amount ချက်ကိုဖြုတ်ပစ်လိုက်ပါဒါဆိုရင်တော့ဒီမှာ operation button နဲ့ပြောင်းတော့ကိုများမှာဖြစ်ပါတယ်ဒီနောက်နမှာ tool တစ်ခုကိုနှိပ်ကြည့်လိုက်ပါမယ် နံပါတ်1တက္ကူလာမကီတော့ကိုတချမ်းချမ်းနှက်လိုက်ပါမယ်ဒါပေမဲ့ဒီနေ့မှာတိုးဝဲလေးနဲ့မပေါ်ပါ sorry ဒီနေ့မှာ option button လေးနဲ့မပေါ်ပါဘူး fortune ဆိုရင် window ကနေ option မှာအမှန် shape ပြလိုက်ပါဒါဆိုရင်ဒီမှာတိုးတစ်ခုကိုနှက်လိုက်တာနဲ့သူနဲ့တက်ဆိုင်တဲ့ option button နဲ့ကြားရတော့ကိုများမှာဖြစ်ပါတယ်ဒီဝင်နမဒီကလာဘာလဲတော့ဖြောက်ထားရှိနေဆိုရင်တော့ window ထဲမှာ ဒီမှာ color ဆိုပြီးရှိပါတယ် keyword ဘာကဆိုရင် f set ကိုနှိပ်ပြီးလေ့ရပါတယ်တစ်ချက်နှိပ်ကြည့်လိုက်ပါဒါဆိုဒီမှာ color box နဲ့ပြောင်းတော့ကောင်များမှာဖြစ်ပါတယ်ပြင်ပေါ်ရှင်တယ်ဆိုရင်ဒီမှာ color မှာအမှန်ရှိပြလိုက်ပါဒါဆိုဒီမှာပြင်ပေါ်လာတော့ကောင်များမှာဖြစ်ပါတယ်ဒီမှာဒီ layer box လေးကိုလည်း6ထောက်ရှင်တယ်ဆိုရင် window ထဲမှာဒီမှာ layer ဆိုပြီးရှိပါတယ် keyword ဘာကဆိုရင် f7 ကိုနှိပ်ပြီးလေ့ရပါတယ်တစ်ချက်နှိပ်ကြည့်လိုက်ပါဒါဆိုညဒီမှာ layer ဘာဆိုလဲပြဿနာကောများမှာဖြစ်ပါတယ်ပြန်ဖို့ရှင်တယ်ဆိုရင်ဝင်းတွေကနည်းလေယာဉ်မှာအမှန်ရှိပြလိုက်ပါဒါဆိုရင်ဒီမှာလေယာဉ်ဘာဆိုလဲပြန်ကြရတော့ကောများမှာဖြစ်ပါတယ်ဒီနားမှာ info ကိုဖို့ရှင်တယ်ဆိုရင်လေဒီ info မှာအမှန်ရှိပြလိုက်ပါဒါဆိုရင်ဒီမှာ info ဘောက်စလေးကြရတော့ကောများမှာဖြစ်ပါတယ်တင်ဖြောက်ရှင်တယ်ဆိုရင်ဝင်းတွေကနည်းဖြောက်လို့ရတော့ဒီမှာ ကလို့ဆိုပြီးရှိပါတယ်ဒီကလို့စကောတစ်ချက်နဲ့လိုက်ပါဒါဆိုရင်လည်းဒီ box နဲ့ပြောတဲ့တော့ကများမှာဖြစ်ပါတယ် window လေးချနေပါမယ် window ကနေနှမ်းမှာဒီ character ကိုဖော်ရှင်တယ်ဆိုရင်လည်း character မှာအမှန် shape ပြလိုက်ပါဒါဆိုရင်ဒီမှာ character ဘောက်လေးကြားရတော့ကိုများမှာဖြစ်ပါတယ်ဖြောင်းထားရှင်တယ်ဆိုရင် window ကနေဒီ character မှာအမှန် shape ဖြောင်းလို့ရတယ်လို့ဒီမှာ close ကိုနှက်လိုက်ရင်လည်းဒီမှာဒီ character box နဲ့ပြောတဲ့တော့ဖြစ် ပျောက်တော့တော့မြန်မာဖြစ်ပါတယ်ဒီ close condition နဲ့လိုက်ပါဒါဆိုရင်ဒီမှာ character ဘာလဲပျောက်တော့ပါပြီဒီမှာ history ဘာလဲကိုဖွင့်ရှင်တယ်ဆိုရင်လည်း window ကနေ history မှာအမှန်ရှိပြလိုက်ပါဒါဆိုရင်ဒီမှာ history ဘာလဲကြားတော့မြန်မာဖြစ်ပါတယ်ပြန်ဖြောက်ရှင်တယ်ဆိုရင် window ကနေဖြောက်လို့ရတယ်လို့ဒီမှာ close corner လိုက်ပါဒါဆိုရင်ဒီမှာ history ဘာလဲကြားတာ sorry history ဘာလဲပျောက်တော့တော့မြန်မာဖြစ်ပါတယ် တနမှာဖိုရှင်နဲ့ပေါင်းလေးတကောဒီမှာဝင်းနေကနေဖိုလေးရတယ်လို့ဝင်းနေကနေဖြောက်လို့ရပါတယ်တနမှာဒီဂလန်လေးဆိုရင်တနမှာဒီတော့ယူလာဘတ်လေးပေါ်နေပါတယ်ဒီယူလာဘတ်ကိုဖြောက်ရှင်နေဆိုရင်လည်းဝင်းနေကနေဖြောက်ပြလို့ရပါတယ်ဒီနမှာဒီယူလာဘတ်လေးကိုဖြောက်ရှင်နေဆိုရင်ဒီမှာဘျူးထင်းမှာယူလာဆိုပြီးရှိပါတယ်ယူလာယူလာမှာအမှန်ရှက်ကိုဖြောက်လိုက်ပါဒါဆိုရင်တော့ဒီနမှာရှိနေတဲ့ယူလာဘတ်လေးတဲ့ ောက်တော့တော့ကိုများမှာဖြစ်ပါတယ်။ keyboard ဘက်ကဆိုရင် control r ကိုနှိပ်ပြလို့ရပါတယ်။ဒါဆိုဒီမှာ ruler ပဲနဲ့ပျောက်တော့ပါပြီ။ tempo ရှင်တယ်ဆိုရင်လည်း beauty ကနည်း ruler မှာအမှန် shape ပြလိုက်ပါ။ဒါဆိုရင်တော့ ruler ပဲနဲ့လည်းပြင်ပေါ်လာတော့ကိုများမှာဖြစ်ပါတယ်။ keyboard ဘက်ကဆိုရင် control r ကိုနှိပ်ပြလို့ရပါတယ်။ဒါဆိုဒီမှာ ruler ပဲနဲ့လည်းပြင်ပေါ်လာပါပြီ။ဒါဆိုရင်ညီမဒီနေ့ရှင်းပြပေးတဲ့ Adobe Photoshop မိစတဲ့ငါးစားလေးကိုနိုင်လီမလို့မျှော်လင့်ပါတယ်။ ဒီမှာဒီတင်ကစားကိုကြံနေတဲ့လေဆိုရင်တော့လမ်းအဆစ်စခဲလေးတော့တော်တော်ပြပါအောင်တော့ကျေးဇူးပြုတဲ့အတက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်